က်ဆာမဲ့သူဒီတတိမဲ့သူဖြစ်ဤမမှန်ကန်တဲ့ကောင်တွေကလောကမှာကြဖို့ကြဆုံးရမယ်တလေမှန်ကန်ခြင်းနဲ့ရဲရဲခြင်းကိုသာတို့သမီးတို့ပြင်းပြီလားပြင်းပါပြီကိုယ့်ဘက်ကကိုယ်အမြဲတမ်းမှန်ကန်ပါမှန်ရင်တတိရှိလာတယ်မှန်ရင်ရဲရဲလာတယ်မှန်ရင်သစ္စာရှိခြင်းတရားကိုနားလဲလာတယ်သာတို့ကိုယ့်ဘက်ကမမှန်ရင်ကိုယ့်ဘက်ကမဟုတ်တာလုပ်နေသမျှကိုယ့်ဘက်ကမမှန်တာတွေလုပ်နေသမျှအလိုလိုနေစိတ်ငယ်လာတယ်ရင်ဆိုင်စွားတွေကြဆင်းလာတယ် မျက်နှာချင်းဆိုင်ရင်တော့မျက်လုံးကိုတဲ့တယ်မကြည့်ရတော့ဘူးဘယ်တော့မှဆေးရွာကိုဆူးမှုပြီးတော့ချုံနှလုံးမျိုးကင်နိုင်တဲ့နွားတော်ကိုလက်ဖြတ်နဲ့တစ်ချက်ချင်းရိုက်လိုက်ရင်သိနိုင်တဲ့အင်မတန်တတိကိုခွန်အားကိုလက်နဲ့ကိုအာနာရောရှိနေတဲ့ကောင်ကိုအသက်60ကျော်ပြင်ပိန်သေးသေးအဖွားကြီးကဓားကင်ပြီးတော့ဟဲ့အောင်တို့ခွေးတလိမ့်ဆန်စင်းငယ်စားမှန်ကန်ချင်းနဲ့ရေးရင်ချင်းနဲ့မှအဓိကဆက်ကောင်မလို့လေဟိုအောင်တို့ဟိုအောင်တို့အသက်ဘယ်လောက်ရှိပြီလဲ90 ဟိုတော့စတုံးနဲ့လားကတုံးလားကတုံးဆရာလို့ပေါ့ဆရာပဲစပယ်ရှိလားမရှိဘူးလားရှိပါဘူးအသက်90ဦးအောင်လုံးဒီကတုံးအသားကဖြူဖြူလူကထောင်ထောင်မောင်းမောင်းတကူလို့ဆင်းမင်ရောင်ဆိုနေဆင်းမင်ရောင်ဆိုတာပါလေသိလားတတူးနဲ့ဆင်းမင်ရောင်နဲ့တူလားတူပါဘူးအဲဒီကိကမောင်တွေကတတူးဆိုတာကအခလေးနဲ့ကြီးဆိုအသားလေးလိုက်ချစ်တာ ဟိုခေတ်ကကောင်တွေကပေါင်တော်မှာအယုတ်တယုတ်ဖြစ်မယ်ဆိုရင်ဘာနဲ့ပေါက်တာလဲစုတ်ကနဲ့ဒုတ်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 နဲ့ပြီးအောင်ပေါက်တာအန်ဂျေပြီးခံရတယ်တောင်းတောင်းယောက်ျားခံနိုင်မှမလားဥအောင်တော်ဒီတဖူးမာဒီခြေပြားဒီစေးမင်ကြောင့်ရှိတယ်ဆိုတော့ဒီလူဘလောက်တတ်သိရှိတယ်ဆိုတာထင်ရှားလားမရှားပါဘူးအဲဆရာတော်တော်ဆိုရဲ့အဖွဲပဲနော်ဟုတ်ပါရဲ့ဥအောင်တော်ဘလောက်တတ်သိရှိတယ်ဆိုတော့ဘာနဲ့ပေါ်ကျူးလိုက်လဲစေးမင်စေးမင်ကြောင့်လည်းပေါ်ကျူးတယ်ခုကြောင်းကြည့်ရင်စေးမင်ကြောင့် ရင်ပတ်ကြည့်ရင်ချင်းမင်းကြောင့်လခုလည်းရှိတယ်ခြေတော့တကုံလုံးပေါင်းအဆအကုံလုံးခြေတော့အဆုံးခြေပြအဆုံးအကုံလုံးဆင်းမင်းကြောင့်ရှိတယ်ဆိုတော့သူ့ဘိုးစီတုံုံတိုင်ုံတတ်တိနဲ့ဒီဟာထိုးရတာမဟုတ်ဘူးဆိုတော့သူကဒါလေးနဲ့ပေါ်ကျူးတာနော်အမတန်တတ်တိရှိတယ်ဘိုးနော်ဘိုးရဲ့စွမ်းရင်းကဘာလဲနွားတော်ကများလက်ဖြန်နဲ့အချက်ထဲရိုက်လိုက်အဲ့နော်ဘာဖြစ်သွားလဲတုံးလေးလည်းကြသိအောင်ခွန်အားရှိတယ်ခွန်အားရှိတာသူ့ဘိုးဘလောက်ခွန်အားတတ်တိရှိတယ်ဆိုတော့ပြောတာနော် နောက်သူ့ဖို့နေနေရမဘူးနော်ဆယ်ရွာတကြီးဟုတ်တယ်မလားဆယ်ခိုင်တကြီးဆိုတာဘာကိုပြောတာလဲရွာဆယ်ရွာကိုအုပ်ချုပ်ကြတာနော်လူတယောက်ကိုမကြိုက်လို့ရှိရင်ဘာလို့နိုင်လဲဟဲ့ကောင်လာခဲ့ဆိုတညချုပ်ခင်းရှိတယ်ဟောမကျင်းနိုင်လာခဲ့ဆွဲပြီးတော့ထိတ်တုံးတညခတ်ခံရတယ်နောက်သူ့ကိုဒံဝင်ငါးချက်ရိုက်ပြီးစာပြန်နှိုးနေတာနော် ဆရာဆရာစာစိတ်ဆရာစာသင်စိတ်မပြောက်ဘူးဒီလားစာသင်နေတယ်လို့ပဲပြောတာတညာချုပ်ခွင့်ရှိတယ်ငားချတန်ရိုက်ခွင့်ရှိတယ်အဲ့ဒီအာနာနင်းနင်းနောနောအာနာမမတကြီးဒီတဲ့ကောင်းတဲ့အာနာရှိသေးတယ်သူ့လက်ထက်မှာပါရှိတယ်ဟုတ်တယ်နှလုံးမြူရတဲ့တကြီးရှာရှာနှလုံးမြူရတယ်နော်နှလုံးမြူရတယ်ဒါပြင်ဥပုံတော်မှာနောက်တော်တဲ့အချက်တွေရှိသေးတယ်ဘာတွေလဲ ညာနာအားရှိတယ်ညာနာအားဘာတွေလဲဗိသိက်ဆရာရောမဟုတ်ဘူးလားယတုဩဘာတွေရောမရွတ်တတ်ဘူးလားဝတ်စိတ်ကောမဟုတ်တတ်ဘူးလားစာရီရောမစားနိုင်ဘူးငန်းငန်းငန်းလို့မရွတ်တတ်ဘူးလားအရန်တော်တဲ့ပုဂ္ဂိုလ်ကာယအားလည်းကောင်းပါပြီညာနာအားလည်းကောင်းပါပြီအလွန်တော်တဲ့ဥအောင်ဒွန်းအသက်50ဒါပေမဲ့ဥအောင်ဒွန်းမှာမကောင်းတဲ့အချက်ရှိတယ်နာထတယ်လွတ်လွတ်လပ်ပြောလိုက်စမ်းပါ ရှင်းရှင်းပြောလေးစမ်းပါဘလို့နာထလဲအဲ့ဒီရွာမှာဘသူရှိ view မချောဖြူအသက်ဘယ်လောက်ရှိကြလဲဟုတ်တယ်ရှိပြီမချောဖြူကရေရေကြီးကြီးတိမ်တိမ်မွေ့မွေ့လေးလားဘလို့မင်းကလေးလဲအရန်ဆော့တယ်သူကပြောအရန်ဆော့တယ်ပေါ့နော်ဘာဆော့လဲတော့ဆရာလည်းမသိဘူးကစားတာနေမှာပေါ့သူကစားကောင်းလိုက်တာပထမလင်ကဘာလုပ်လိုက်လဲ ဒါနဲ့လည်းမရောခုတ်လိုက်တယ်။သူကိုယ်တိုင်လည်းမလုပ်လိုက်လေ။ယထာကိုပြေးဝင်ပြီးတော့တတ်သိပလိုက်တယ်ပထမလည်းဟာကဲဘလောက်ကြည့်သူ့မှာခံစားခဲ့သူမိမဘလောက်ဆော့လဲဆိုတာနော်ဘလောက်ခံစားခဲ့ပြင်းထန်သွားလဲဆိုတော့မိမလည်းပင်ကိုဒါနဲ့ခုတ်ပြီးတော့ယထာအောက်ကိုပြေးဝင်လိုက်တယ်ဆိုတဲ့တတ်သိသူ့ယောက်ျားလည်းရှိတာပဲအသေးအခံပလိုက်တယ်ပြီးရောကဲဒါပေမဲ့မချောပြူငိန်လားငိန်ပါဘာလုပ်လဲဟမ်နောက် လင်ဘယ်နှယောက်မြောက်မှမသိဘူးထားယူတယ်နောက်ဆုံးလင်ကဘယ်လိုလဲဟုတ်တယ်ဘေးစားဖိုးဆိုင်ဘေးစားဖိုးဆိုင်ဘေးစားဖိုးဆိုင်ကိုသူကနောက်လင်တော်လိုက်တယ်ဒါပေမဲ့ဘေးစားဖိုးဆိုင်နဲ့လင်ကိစ္စပြီးသလားပြီးပါဘူးသူဘာလုပ်လဲမချောပြီးတော့မွေးကားမြောင်းနေဘာရောက်လဲအဲကုံတော်လေးကိုတောင်းနေရွက်ပြီးလိုက်ရောက်နေကုံတော်လေးကိုကောင်းနေရွက်ပြီးလိုက်ရောက်ရင်တို့အဖိုး ဦးအောင်တွန်းကဝဲကြီးချင်းမဝဲချင်းချင်းအိတ်ရှိကိုမချုပ်ပြပြောင်းရင်ဟဲ့လာအိုးခေါင်းငန်းနေခေါင်းငန်းနေခေါင်းငန်းပြီးတော့ဝဲချင်းချင်းမဝဲချင်းချင်းဝဲတော့တာပဲနောက်တစ်ခါကျတော့ငါးလေးတွေများပေါ်လို့မချုပ်ပြမဝင်ငါရောက်ရင်လေစားချင်းချင်းမစားချင်းချင်းချုပ်ပြလာအိုးဘာလို့လဲဝဲစားတယ်ဥပုံဆောင်တာပြီးတတ်တတ်လို့စားတော့ဘာနဲ့စားလဲမဝင်ငါတဲ့ကိုနိုးစီဆန်းစားတယ်အဲ့ဒီလောက်ကြီးဆိုးတဲ့ဥအောင်တော့ ။ဘာလဲ तू อ่ะ तू อ่ะဒီမချောဖြူမှာပဲအာယုံကရှိတာကို။ဟုတ်တယ်မလားမချောဖြူသူနာရှိနေ तू ကျင်နဲ့နေ။မချောဖြူကိုအဲ့ဒီလိုသူနာကိုခေါ်ခြင်းတော့ तू ဘာလုပ်တယ်လဲ။ဟုတ်တယ်။တနေ့ကြတော့ဘိန်းစာအိမ်ကိုဖိုးဆိုင်အိမ်ကိုသွားပြီးတော့ဘာလုပ်လဲ။ဘိန်းပြစ်တယ်ဘိန်းပြစ်တယ်ဆိုတာဘာကိုပြောတာလဲ။ဘိန်းဆိုတာတွေ့ဘူးလား။တော်သူမျိုးတို့ဒီခေတ်မှာပဲတွေ့ဘူးတော့မလဲဒီခေတ်ကအမဲရအမဲနဲ့မလာဘူးဖြူနဲ့လာတာဘူးเนาะ ဆရာတို့ခဲ့တော့ဘိန်းမဲသူတို့ဘိန်းပြတယ်ဆိုတော့ဘိန်းအမဲဗာလိနဲ့တူတူဆိုဇီယိုလေးတွေပြုတယ်မလားအဲဇီယိုလေးတွေအမဲလေးတွေအလုံးလေးတွေဘိန်းစားများအဲ့ဒီဟာလေးတွေကိုအဲ့ဒီအစေးအလုံးကနေပြီးတော့ဒီလိုဖဲ့ပြီးတော့လက်ထက်မှာနဲနေတာပဲသူတို့ကအလုံးလေးတွေသေးသေးလေးငရုကောင်းစီလောက်ကိုနဲတာနဲပြီးလို့ရှိရင်လူလစ်ပြီးဆိုပလစ်ဆိုပစားတဲ့ပြစ်ထဲတာဘိန်းငုံတာအဲ့ဒါငုံပြီးမူးပြီးတော့တနေ့လုံးရှင်းနေတာပဲဘာလုံးမှမလုပ်ဘူးအဲ့ဘိန်းစားများနော်အဲ့ဒါကိုရှူတာလည်းရှိပါတယ်အဲ့ဒီကတော့အဲ့တော့အဲ့ဒီအလုံးတစ်လုံးလောက်ဆိုရင်လည်းတမိုးရှိတယ်အဲ့ဒါမိရင်ဖတ်နိုင်တယ် အဲ့ဒီဘိန်းတစ်ထုပ်လောက်ကိုသူ့အိမ်မှာသွားပြစ်ထားပြီးတော့အာဘိန်းရောက်ဘိန်းမိမှုနဲ့ဟိုဆိုင်ကိုဖမ်းချုပ်လိုက်တဲ့ခါကျတော့ရွာကျင်တ်လားမကျင်တ်ဘူးမကျင်တ်ဘူးဗောသိနေတာပဲဒါဘိန်းပြစ်ဖမ်းတာဖိုးဆိုင်ဟာအရဲတောက်ချင်းတောက်မယ်ထမ်းရီတောက်ချင်းတောက်မယ်မူးချင်မူးမယ်ဒါပေမဲ့လို့သူခိုးသလားမခိုးဘူးဒီလိုမဟုတ်တာလေးလည်းလုပ်သလားမလုပ်ဘူးဒါပေမဲ့ဖိုးဆိုင်ကိုဘိန်းပြစ်ဖမ်းနေဆိုတော့ဘာလုပ်ချင်လို့လဲဆိုတော့မထင်ရှားနေဘူးလားထင်ရှားနေတယ်အဲ့တော့ထင်ရှားနေတဲ့ခါကျတော့သူ့လက်ရှိဦးအောင်တုံးရဲ့မိမကြီးနဲ့သမီးတွေအောင်သူနဲ့နေချင်းတော့လားနေချင်း မနေကျင်တော့ရှက်တော့ဘယ်လိုထွက်သွားလဲတရားအောင်ထွက်သွားတယ်တရားအောင်ထွက်သွားပြီတရားအောင်ထွက်သွားပြီအဲ့ဒီတော့မှဥအောင်တော့အိမ်မှာတယောက်တည်းကြံတော့မှအိမ်မော်ဘုရုခေါ်တင်တယ်အဲမချောပြီကိုခေါ်တင်ပြီးတော့မလုပ်တယ်မသိဘူးမသိဘူးမလုပ်လဲတော့မသိဘူးဝတ္ထုထဲမှာမပါဘူးမပါဘူးဝတ္ထုထဲမှာမပါဘူးဘာလို့ဆရာလည်းမသိဘူးမင်းတို့လည်းမသိနဲ့ဝတ္ထုထဲမှာအဲ့ဒါမပါတဲ့အတွက်သို့တော်မှန်းလို့ရတာကတော့ညာကြလေသတည်း ဒါပါဘောနော်မချောပြူအိမ်မခေါ်တင်မတော့ရိုးရိုးခေါ်တင်တာပဲဖြစ်နိုင်ပါမလဲအသက်50ကျော်အဖိုးကြီးနဲ့အသက်30ကျော်ဘယ်အဖွားကြီးရမှာလဲအာဒုက္ခပါပဲ30ကျော်အဖွားကြီးလို့ပြောရင်နော်ဒီကတချို့လူတွေစော်ကားရောက်တယ်နော်မပြောပါဘူးမပြောပါဘူးသူစိတ်ဆိုးလိမ့်မယ်ဖြစ်တည်လားမပြောလေအဖွားကြီးမဟုတ်ဘူးဟုတ်တယ်မလားအဲအဲ့ဒီတော့သူကအဲ့ဒါပေါင်းရတဲ့အခါမှာအဲ့ဒီမှာတနေ့တော့ပြဿနာတက်တော့လာပဲ မချောပြူကိုအိမ်မော်ခေါ်တင်ပြီးတော့ဥအောင်တော်ကတခါလေခြေနဲ့နေတဲ့ချိန်မှာတနေ့တော့အိမ်အောက်ကနေပြီးတော့ဟဲ့အောင်တော်ခွေးတလေးဆန်းစင်းကဲဆန်းလာပြီးတော့စိန်ခေါ်တဲ့လူတယောက်ပေါ်လာတယ်ဘာလို့လဲဟုတ်ကဲ့မချောပြူရဲ့အမေအဖွားကြီးနော်အဖွားကြီးကိုပုံဖော်ကြည့်ရတာပိန်ပိန်သေးသေးပိန်ပိန်သေးသေးအသက်ကဘယ်လောက်လဲ60ကျော်လောက်ရှိ န်း60ကျော်ပုံမှန်လေးလေးအဖွားကြီးရဓာတ်ကင်ပြီးတော့ဟဲ့အောင်တို့ခွေးလိပ်ဆန်စင်းငယ်စားခုနပြောသလိုနော်ဆေးရွာကိုဆူးမှုပြီးတော့ချောင်းနှလုံးမျိုးကင်နိုင်တဲ့နွားတော်ကိုလက်ဖြတ်နဲ့တစ်ချက်ချင်းရိုက်လိုက်ရင်ပိန်နိုင်တဲ့အင်မတာတတ္တိကိုခွန်အားကိုလက်နဲ့ကိုအာနာရောရှိနေတဲ့ကောင်ကိုခုနကပိန်ပိန်ပွားပွားအဖွားကြီးကဓာတ်မြောက်ပြီးစင်လာကုန်နေတယ်တကယ်ဆိုအဲ့ဒီအဖွားကြီးကိုတောက်ခွနဲ့တောက်ချလာရင်တော့မသေးသွားနိုင်ဘူးလားမကန်ရင်းနဲ့ ရဲရင်ရဲဆိုအဲ့ဒါမိမ့်မယ်ဒါတို့သမီးတို့အဖွားကြီးကမမှန်ဘူးလားမှန်ပါပဲမှန်တဲ့လူကပူမာနာကိုကိုယ့်ဟာကိုဒီအမတာစတိရှိသောနှလုံးမျိုးကင်နာသောနွားကိုလက်ဖြန့်တဲ့တစ်ချက်ရရင်သိနိုင်သောစာအမတန်တတ်သောပတ်စက်တော်ပြောနိုင်သောပြောနိုင်သောပညာရောတတ်သောပတ္တိရောရှိသောလက်နက်ရောရှိသောအာဏာရောရှိသောသူကိုဘယ်သူကအခါနေတာလဲအဖွားကြီးမမှန်ကန်တဲ့လူကို မှန်ကန်တဲ့လူကအခန္ဓာအဲ့တော့မှန်မှန်တဲ့ကောင်ကစင်ပြီးတော့ယင်ဆိုင်ရဲ့လားဘာဖြစ်လို့ယင်ဆိုင်ရဲ့လဲမှန်မှန်လို့မှန်မှန်လို့ဒါပဲအဲ့ဒါသားလို့သမီးလို့အဲ့ဒီဝိထုရဲ့အနှစ်ကိုသားလို့သမီးလို့ထောက်အောင်လောကကြီးမှာမှန်မှန်တဲ့လူတွေကဘယ်သူမှယင်မဆိုင်ရဲ့ဘူးမှန်တဲ့လူကိုဘယ်တော့မှယင်မဆိုင်ရဲ့ဘူးအဲ့ဒီဝိထုကလေးကိုသားလို့သမီးလို့စိတ်ထဲမှာတဖြည်းဖြည်းတဖြည်းဖြည်းတဖြည်းဖြည်းဟောဒီခေတ်ဒီစွဲယူကြည့်စမ်း ဒီခေတ်ဒီဆွဲယူကြည်စမ်းဆွဲလာပြီလားဆွဲလာပါပြီရောက်ပြီလားရောက်ပါပြီမြင်ပြီလားမြင်ပါပြီဘသူလဲနဲ့ခိုင်လားလေမပြောနဲ့ဦးအောင်တွန်းဦးအောင်တွန်းဒါချင်းရိတ်နေတာဘသူလဲမပါပါအဖွားကြီးတော်ပြီအဲ့ဒီအဖွားကြီးဒါချင်းရိတ်နေတာကိုခုနလက်နဲ့ရှိတဲ့ကောင်ကရင်ဆိုင်ရဲ့လားမဆိုင်ပါဘူးအဲ့ဒီကောင်ဘာကြောင့်ရင်မဆိုင်ရဲ့လဲမဆိုင်ပါဘူးငမကန်လို့ မမှန်ကန်တဲ့ကောင်တွေကလောကမှာကြဖို့ကြဆုံးရမယ်တလေဟုတ်လားမဟုတ်ဘူးလားမှန်ပါတယ်မှန်ကန်ခြင်းနဲ့ရဲရဲခြင်းကိုသာလို့သမီးတို့ပြင်းပြီလားပြင်းပါတယ်ကိုယ့်ဘက်ကကိုယ်အမြဲတမ်းမှန်ကန်ပါမှန်ရင်တပ်ပြီးရှိလာတယ်မှန်ရင်ရဲရဲလာတယ်မှန်ရင်သစ္စာရှိခြင်းတရားကိုနားလဲလာတယ်သာလို့သမီးတို့ဟုတ်လားမဟုတ်ဘူးလားမှန်ပါတယ်ကိုယ့်ဘက်ကမမှန်ရင်ကိုယ့်ဘက်ကမဟုတ်တာလုပ်နေသမျှကိုယ့်ဘက်ကမမှန်တာတွေလုပ်နေသမျှအလိုလိုနေရင်သိငယ်လာတယ်ရင်ဆိုင်စွာတွေကြဆင်းလာတယ် မျက်နှာချင်းဆိုင်ရင်တော့မျက်လုံးကိုတဲ့တယ်မကြည့်ရတော့ဘူးဘယ်တော့မှကိုဘကအမျက်မှန်နေပြီဆိုရင်ဘာလို့မဆိုပြောရဲတယ်ဆိုရဲတယ်လူလူရဲ့ကြောက်စရာလို့လားတာလို့သမီးမလို့ပါဘူးမလို့ပါဘူးဘာလို့မှကြောက်စရာမလို့ဘူးနော်လောကကြီးမှာအကုန်လုံးလူလူချင်းဘာလို့မှကြောက်စရာမလို့ဘူးပခုံးတစ်ဖက်ကြားမှာဘာလို့ကနှလုံးပေါပေါလဲဘာလို့ပေါဘူးမပေါဘာလို့မှထင်ကြီးစရာလည်းမလို့ဘူးထင်သေးစရာလည်းမလို့ဘူးဟုတ်တယ်မလားတာလို့သမီးဟုတ်တယ်အဲ့တော့ မှန်ကန်ခြင်းနဲ့ရဲရင်ချင်းမှာတာလို့သမီးတို့စင်ကျင်စရာတွေအများကြီးတာလို့သမီးတို့အတုစရာတွေလည်းအများကြီးခင်းနဲ့ဖြတ်ပြီးတော့တာလို့သမီးတို့ကြီးထိုင်နေမြင်စရာတွေအများကြီး